အားလုံးမင်္ဂလာပါ Union News သားနေပြန်လည်ကျင်းလို့ပါရယ်ဒီနေ့ကတော့အောက်တိုဘာ23ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့ပလောင်လက်နက်ကင်တပုံ DNL တွေမိုက်ခွဲဖြက်စီးလိုက်တဲ့တင်းဒီတရားနဲ့ပတ်သက်တဲ့သတင်းဆောင်ပါတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပလောင်လက်နက်ကင်တပုံ DNL ကကြောင်မဲမှာဆစ်ရှုံးပြီးတဲ့နောက်ဒီဘောကိုအုပ်စုလိုက်စုပ်ခွာထွက်ပြေးသွားကြပါတယ်။ဒီလိုစုပ်ခွာထွက်ပြေးသွားကြတဲ့ပလောင်လက်နက်ကင်တပုံ DNL နဲ့အပေါင်းပါတွေကကြောင်မဲနဲ့ဒီဘောလမ်းမိုက်မှာရှိနေတဲ့ဒီရွာတွေခန်းစစ်တွေအဓိကနေရာတွေမှာလည်းစကန်းတွေပြုတ်ခဲ့တယ်။တမတော်စစ်ကြောင်းတွေကိုအနောက်ရှက်ပြေးနိုင်မှုတည်းလည်းစီစဉ်ဆောင်ရွက်ခဲ့တာတွေရှိပေမဲ့တမတော်စစ်ကြောင်းတွေကအောက်တိုဘာ10ရက်နေ့ပတ်ဝန်းကျင်အထိကြောင်မဲနဲ့ဒီဘောကြားကကျင်းဒီတရာအနေအထိကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ9ရက်နေ့ဝင်းကျင်တွေကတမတော်စစ်ကြောင်းတွေကနောင်အန်လောင်ခွန်ကျင်းတင်တီစားရရွာတဲ့အနည်းကိုရောက်ရှိနေတာဖြစ်ပြီးတော့ပလောင်လက်နက်ကိုင်စပွန် DNL စုဖွဲ့နေတဲ့နေရာတွေကျင်းတီနဲ့တီဘောချောင်းမှာရှိနေတဲ့ရွာတွေနဲ့အဓိကနေရာတွေကိုနေမြရှင်းနေရေးလေကြောင်းကနေတိုက်ခတ်မှုတွေပြုလုပ်လျက်ရှိပါတယ်။ဒါ့အပြင်မြေပြင်ကနေစစ်ကြောင်းထိုးနေတဲ့မြေပြင်တိုက်ခတ်ရေးတပ်တွေကလည်းပလောင်လက်နက်ကိုင်တပုံ DNL စကန်ချထားတဲ့နေရာတွေနဲ့ကြွားတွေကိုတောက်လျှောက်ဆိုလိုနေမရှင်းလေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပလောင်လက်နဲ့ကန်သဘောတရားနဲ့အလင်းနဲ့အပေါင်းပါတွေကဆစ်ရှုံမီဆုပ်ကထွက်ပြေးသွားကြရတော့မှဖြစ်ပါတယ်။အဲ့ဒီတွေပြီးခဲ့တဲ့ရက်တွေကပလောင်လက်နဲ့ကန်သဘောတရားနဲ့အလေးကကြောင်မင်းနဲ့တီဘောလမ်းမင်းမှာရှေ့နေတဲ့ကျင်းစီတရားကိုမိုက်ခွဲဖြက်စီးဖို့ပြင်ဆင်နေတယ်ဆိုတော့တဲ့တွင်တွေလည်းကြားသိရပါတယ်။ဒါကတော့ပလောင်လက်နဲ့ကန်သဘောတရားနဲ့အလေးတွေလုံးလေးလှုပ်ထရှိတဲ့အကျံပတ်သမားတွေနိုင်ငံရေးအရေးနှိမ်ပါပြီးတော့အင်မတန်အောက်တန်းကျတဲ့ပလောင်အကျံပတ်တွေလုံးလေးလှုပ်ထရှိတဲ့အရာတွေပဲဖြစ်ပါတယ်။ ။နောင်ကျိုကနေဆေရှုံမီစုပ်ခွာထွက်ပြေးသွားတဲ့ချိန်တုန်းကလည်းကုတ်တွင်းသလားကိုရောကဘာကျော်ကုတ်တိတ်သလားကိုရောမိုင်းခွဲဖြက်စီးသွားတာတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်တစ်တုံညာနှစ်ခုဆစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်းမှာလည်းတင်အောင်စုလက်မကြီးပေါ်မှာရှိနေတဲ့တံတားပေါင်းများစွာကိုမိုင်းခွဲဖြက်စီးထားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အခုကြောင်မဲကနေဆေရှုံမီစုပ်ခွာထွက်ပြေးသွားတဲ့ပလောင်လက်နက်ကင်သဘုံ DNL ကအခုကျင်းဒီတံတားရဲ့တစ်ဖက်ချမ်းမှာခန်းစစ်တွေပြင်ဆင်ထားတယ်။ဘောဂျူရွာရဲ့အနီးပတ်ဝန်းကျင်မှာခန်းစစ်တွေပြင်ဆင်ထားတယ်။ ဒါအပြင်တီဘောမြို့ရဲ့အဝင်းဆန်ဖိတ်နယ်နန်ဟူးနယ်ရေကွန်ပတ်ဝန်းကျင်မှာရှိနေတဲ့တောင်တွေမှာခံစစ်တွေပြင်ဆင်ထားတာတွေရှိပါတယ်။ဒါပလောင်လက်နက်လယ်သဘောတရားနဲ့အလီကတော့တီဘောမြို့ကိုမကြရည်ဆက်လက်ပြီးတော့ခံစစ်တွေပြင်ဆင်နေပေမဲ့တမရော်စစ်ကြောင်းတွေကလည်းတောက်လျှောက်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်တမရော်စစ်ကြောင်းတွေရဲ့တိုက်ခိုက်မှုကိုခုခံနိုင်စမ်းမရှိတဲ့ပလောင်လက်နက်ကလည်းသဘောတရားနဲ့အလီတွေကပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ဝန်းကျင်တွေကတီဘောမြို့ထဲမှာရှိနေတဲ့ တချို့သောဌာနဆိုင်ရာကပစ္စည်းတွေနဲ့ဒီပြိပောက်ောက်တွေအသုံးဆောင်တဲ့အားလုံးကိုခိုးယူပြီးတော့နမ်ဆန်နဲ့နမ်ဒူတီကိုစုခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။လက်ရှိကြန့်ရှိနေတာကတော့ပလောင်လက်နက်ကန်တဘော DNL ရဲ့ခန့်စစ်တွေကကျင်းသီးဘောချိုနဲ့စံပိတ်ရွာအနီးကခန့်စစ်တွေသာရှိပါတော့တယ်။အခုဒီကျင်းသီးတရားကိုမိုင်းခွဲဖြတ်စည်းလိုက်ပြီးဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တဘော DNL နဲ့အပေါင်းပါတွေကဘောချိုစံပိတ်ရွာမှာအကြီးအကျယ်ခန့်စစ်တွေပြင်ဆင်မယ်လို့လည်းခံမရပါဘူး။ တကယ်တော့ဒီနေ့ပလောင်လက်နက်ကန်တဲ့ပုံတရားနဲ့လေမိုင်းခွဲဖြက်စီးလိုက်တဲ့ကျင်းဒီသရားဆိုတာက2023ခုနှစ်နိုဝင်ဘာ12ရက်နေ့ကလည်းမိုင်းခွဲဖြက်စီးခံခဲ့ရတဲ့သတားဖြစ်ပါတယ်။ဒါကလည်းတစ်တုံညာနှစ်ခုစစ်စင်ရေးအတွင်းကြောင်မဲကလာမဲ့စစ်ကိုတွေကိုဖျက်တောက်နိုင်မှုတွေပလောင်လက်နက်ကန်တဲ့ပုံတရားနဲ့အလီနဲ့အပေါင်းပါတွေက2023ခုနှစ်နိုဝင်ဘာ12ရက်နေ့မနေ့ဝင်းညင်ကပဲမိုင်းခွဲဖြက်စီးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဒမ်မော့စစ်ကြောင်းတွေ LOC လမ်းကြောင်းကိုလည်းဖျက်တောက်ထားခဲ့တယ်။ ဒီဘောမြေမှာရှိနေတဲ့ခလာရ23ခမရ903 904လေးကတက်ပြီးကိုလည်းဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကျင်းစီတရားကိုမိုင်းခွဲဖျက်ဆီးပြီးတဲ့နော်ပလောင်လက်နက်ကင်တဘောင် DNA အလေးရဲ့ PR ပေးမှုတွေနဲ့အတူ A3 လုံးကုမ္ပဏီကဒီကြောင်မီးသွေးတွေကိုလာချပြီးတော့ယာယီတရားထိုးဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်2024ခုနှစ်မတ်လနောက်ဆုံးပတ်တည်းမှာတော့ဒီကျင်းစီတရားယာယီဘေးလီတရားကိုထိုးပြီးတော့ဒီပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့ကားတွေသွားလာပြီး ပြောင်းကားတွေနဲ့ကြောင်မီးသွေးကားတွေသွားလာနိုင်ရေးအတွက်ကိုစက်ကြီးတွေကောက်ဖို့အတွက် NIR နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုပဲပလောင်လက်နဲ့ကန်စပုံတရားနဲ့အလေကကြောင်မင်းနဲ့ဒီတီဘောချားမှာရှိတဲ့ကျင်းစီတရားမှာခန်းစစ်တွေပြင်ဆင်စခန်းတွေချပြီးတော့စက်ကြီးတွေကောက်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုကြောင်မဲကနေဆေရှုံမီဆုပ်ခွာသွားတဲ့အချိန်မှာလည်းဒီကျင်းဒီတရားပေါ်ကနေဖြတ်တန်းသွားလာပြီးတော့ခန်းစစ်တွေကိုပြင်ဆင်နေတာပဲဖြစ်ပါတယ် အခုဘလောင်လနဲ့ကန်တဲ့ပုံတည်းနဲ့အဲ့ဒီထပ်မှန်ပြီးမိုက်ခွဲဖြက်စီးသွားတဲ့တတားဆိုတာကဒုတိယအကြိမ်မိုက်ခွဲဖြက်စီးခံရတဲ့တတားဖြစ်ပါတယ်ဒီလိုမျိုးဘလောင်လက်နက်ကန်တဲ့ပုံ DNA တွေကစစ်ရှုံးတော်တိုင်းပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့ပြည်တော်စုရဲ့အဓိကအရေးမြစ်တွေအလောက်စီလမ်းကြောင်းတွေနဲ့နိုင်ငံတော်နဲ့ဒေသတွင်းပြည်သူလူထုတွေအကျိုးစီးပွားဖြစ်စေမယ့်အခြေခံအဆောက်အုံတွေအားလုံးကိုမိုင်းခွဲဖျက်ဆီးလေးဖျက်ဆီးတာရှိတဲ့အကြမ်းဖက်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ဒီလိုမျိုးအကြမ်းဖက်အဖွဲ့တွေကမိုင်းခွဲဖျက်ဆီးသွားပြီဆိုရင်တော့နောက်ထပ်ကမ်းမန်းလို့ရတာက ဒီဘောမျိုးကလက်ကမ်းမှာရောက်ရှိနေပြီဖြစ်တဲ့ဒီဘောမျိုးကြားတော်မယ်ဆိုတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်အခုလက်ရှိအခြေအနေမှာလည်းတမရစစ်ကြောင်းတွေကဒီကျင်းဒီဘက်ချမ်းကိုဗကျန်းဒီဘက်ချမ်းကိုစိတ်ဝင်နေတဲ့စစ်ကြောင်းတွေလည်းရှိတယ်နေမီရှင်းရင်းနဲ့ကင်းထောက်နေတဲ့ဒီကွန်မန်ဒိုတပ်ဖွဲ့တွေလည်းရှိနေပေမဲ့ပလောင်လက်နက်ကင်တဲ့ပုံ DNA လေးကတော့ဒီဘောမျိုးရဲ့အဝင်မှာခံစစ်တွေထပ်မံပြီးတော့ပြင်ဆင်နေပါလိမ့်မယ် ဗိုလ်ချုပ်ဖះအနီးမှာတော့ပလောင်လက်နက်ကန်တဘောင် DNL နဲ့အပေါင်းပါတွေကလက်နက်အားကိုပြီးတော့သမိုင်းဝင်ဗိုလ်ချုပ်ဖះကိုအကောက်ခွဲပြုတ်ပြီးတော့စီးရေးဆောင်ရွက်ဖို့စီစဉ်နေပေမဲ့ဗိုလ်ချုပ်ဖះကြီးကဆရာတော်ဖះတွေနဲ့တခြားတော့ဒေသခံမိဘပြည်သူတွေကကန့်ကွက်မှုတွေကြောင့်ပလောင်လက်နက်ကန်တဘောင် DNL နဲ့အပေါင်းပါတွေကပြီးခဲ့တဲ့ရက်ကစကမ်းချမဲ့အခြေအနေကနေပြန်လည်ပြီးတော့ဆုတ်ခွာသွားရတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပလောင်လက်နက်ကန်တဘောင် DNL မိုင်းခွဲဖြတ်စီးသွားပြီဆိုရင် နောက်ထပ်မြို့တစ်မြို့ကဒေချာပေါက်ကြတဲ့အခြေအနေမျိုးဖြစ်နေတယ်။ဆိုတော့ဒီဘုံမြို့ကိုဒီတပတ်အတွင်းမှာပလောင်လက်နက်ကန်တဲ့ဘုံ DNA အလေးတွေလက်လွတ်ပါလိမ့်မယ်။လက်မလွတ်ရင်လည်းမြို့တုံးပျောက်ကွယ်တော့မှာဖြစ်ပါတယ်။တမလို့စစ်ကြောင်းကြီးတွေရဲ့ကြီးတဲ့တိုက်ခိုက်မှုကပြည်တော်စုလက်မကြီးတစ်လျှောက်ကနေကြီးတဲ့တိုက်ခိုက်တာတွေလည်းရှိသလိုတမထင်မှတ်ထားတဲ့နေရာတွေကလည်းစစ်စင်ရေးဖြူဟာတွေနဲ့ချင်းကပ်တိုက်ခိုက်နေတာတွေလည်းရှိပါတယ်။အဲ့ဒီတော့ပလောင်လက်နက်ကင်တဘုံ DNA အနေနဲ့တမရရဲ့နေမြရှင်လင်းရေးဆောင်ရွက်မှုစစ်ကြောင်းထိုးမှုတွေနဲ့ထိုးစစ်ဆင်မှုတွေကိုအခုကံကာကွယ်နိုင်ခြင်းမရှိဘဲနဲ့ ီဘောမျိုးကိုလည်းထပ်မံလက်လွတ်ရအောင်မှာဖြစ်ပါတယ်။ဒီဘောမျိုးကိုလက်လွတ်ပြီးသွားရင်တော့ပလောင်လက်နက်ကိုင်းတဲ့ပုံ DNA တွေကဆစ်ရှုံဆုတ်ခွာထွက်ပြေးသွားကြမှာဖြစ်ပြီးနန်ဆန်နဲ့နမ်တူတီကိုဆက်လက်ပြီးဆုတ်ခွာသွားကြပါလိမ့်မယ်။ဒီလိုဆုတ်ခွာပြီးသွားရင်တော့မိုးဒီတရားကိုထပ်မံပြီးတော့မိုက်ခွဲဖြည့်ဆည်းသွားကြပါလိမ့်မယ်။ဒီမိုးဒီတရားဆိုတာကလည်းပြည်သူညာနှစ်ခွန်ဆစ်စင်ကြီးအပြင်မိုက်ခွဲဖြည့်ဆည်းခံရတဲ့တရားဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်မှာတော့ပလောင်လက်နက်ကိုင်တဲ့ပုံ DNA လေးရဲ့အလောစီလမ်းကြောင်းက ဟုတ်အနောက်ထဲမှာရှိနေတဲ့မန်တုံနမ်တုနမ်ဆန်ကနေဒီဘောတိကိုတော့အလုံးစီချိတ်ဆက်ထားနိုင်စေပဲဖြစ်ပါတယ်။ဒီနေရာမှာပလောင်လက်နက်ကိုင်တဲ့ပုံ DNA လေးရဲ့ဆော့ဖ်ဝါယာလမ်းကြောင်းကတလန်းပဲရှိပါတော့တယ်။ဒီဘောမျိုးရဲ့အထွတ်မှာရှိနေတဲ့ဒီနိုင်ရဲ့ဘက်ချမ်းမှာတော့ဘလုံးမဆော့ဖ်ဝါကြံမရှိဘူးဖြစ်ပါတယ်။ဒီဘက်မှာကိုကန့်တဲ့ပုံ MND စကန်ထိုင်ထားလာရည်လည်းရှိသလိုမိုင်းရဲမှာရှိနေတဲ့နေမြေကန်တရင်တက်ဖွဲ့တွေကလည်းအစင်သင်းထိုးစစ်ဆင်မှုတွေစောင့်ဆိုင်းနေတဲ့အခြေအနေဖြစ်ပါတယ်။ ဆိုတော့ဘလောင်လက်နက်ကိုင်တဲ့ပုံတရားနဲ့အရေးအကြောင်းကိုပြန်ဆက်ရရင်အခုကျင်းဒီတရားကိုမိုင်းခွဲဖြစ်စီသွားပြီဖြစ်တဲ့အတွက်ဒီနေ့ဒီဘောကြားခန့်စစ်တွေကလည်းရဲရဲသာကြံပါလိမ့်မယ်ဆိုတော့ဘလောင်လက်နက်ကိုင်တဲ့ပုံတရားနဲ့အရေးကဒီဘောမြို့ထဲမှာပဲအကြီးကျယ်ခန့်စစ်တွေပြင်ဆင်မယ်လို့ခန့်မှန်းရပါတယ်ဒီဘောကနေဆေရှုံပြီးစုခွာထွက်ပြေးသွားရင်တော့ဘောမြို့ထဲမှာရှိနေတဲ့အဓိကနေရာတွေဌာနဆိုင်ရာအဆောက်အဦတွေအဓိကကတော့ဒီဘောမြို့ရဲ့အရှေ့ဘက်မှာရှိနေတဲ့ဒီထွေအုပ်ရုံရဲစခန်းဆက်သွေးရုံစတဲ့မြန်မာစုအလဲစုစတဲ့နေရာကဒေသတွေ စားတဲ့နေရာကအဆောက်အဦတွေကိုမိရှုဖြည့်ဆည်းသွားမဲ့အခြေအနေမျိုးရှိပါတယ်။ဒီနေရာမှာဒေသခံရှမ်းလူမျိုးတွေအနေနဲ့စစ်ဘေးရှောင်တာလဲရှောင်တာတက်တက်ဆိုပေမဲ့ပလောင်လက်နက်ကိုင်တပေါင် DNL တွေအနေနဲ့ရှမ်းလူမျိုးတွေရဲ့အဓိကအမွေအနှစ်ကိုမဖြည့်ဆည်းသွားဖို့လဲစီးနိုင်မှုလဲပလောင်လက်နက်ကိုင်တပေါင် DNL ရဲ့ဆောင်ရွက်မှုတွေကိုတားဆီးဖို့လဲလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကိုင်တပေါင် DNL ကပြီးခဲ့တဲ့နှစ်တည်းကပဲဒီရှမ်းလူမျိုးတွေရဲ့အမွေအနှစ်ဖြစ်တဲ့တီဘုံမျိုးအဝင်ကဆိုင်းဖို့ကိုပလောင်အကြမ်းဖက်စာရိတ်အနေနဲ့ပြောင်းလဲခဲ့တာလည်းရှိခဲ့ပါတယ်။ ဆိုဘလောင်လက်နက်ကလည်းပုံတရားနဲ့အလီကလက်နက်အာကိုဘီဒေတာတွေရှမ်းလူမျိုးတွေကိုလည်းအနိုင်ကျင့်ခဲ့သလိုဘလောင်နိုင်ငံတော်စစ်ကူးရင်မှုတွေနဲ့ဒီကြောင်မဲတီဘောကိုလည်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတမ်းတော်ရဲ့တကယ်တမ်းတံပြန်ထိုးစစ်အောက်မှာတော့အလဲလဲအကွဲကွဲနဲ့စစ်ရှုံးထွက်ပြေးနေရတာဖြစ်တဲ့အတွက်မကြခင်တီဘောကိုလက်လွတ်ရပါလိမ့်မယ်။ဒီလိုမျိုးစစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးတဲ့ဘလောင်လက်နက်ကန်တပုံတရားနဲ့အလီကဆုတ်ခွာရလမ်းတစ်လျှောက်ကဒေတာကန်ရွာသူရွာသားတွေကိုလည်းရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေပြုလုပ်ပါလိမ့်မယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ကြောင်မဲခီးစဉ်အတွင်းမှာလည်းဘလောင်လက်နက်ကန်တပုံတရားနဲ့အလီက ဒီစစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးသွားတဲ့အချိန်ရွာသင်တစ်လျှောက်ကဒေသခံတွေကိုတလန်ကောင်းစင်တွေ့ပြီးရဲဆက်ဆက်တပ်ဖြတ်တာတွေလည်းပြုလုပ်ခဲ့ပူးပါတယ်။အဓိကကတော့နာအိုက်ခံနဲ့ခိုက်တုံစကန်းသာဒီဒေသတစ်လျှောက်ကဆုတ်ခွာထွက်ပြေးတဲ့အချိန်ဒေသခံရှမ်းလူမျိုးတွေကိုအကြောင်းပြချက်မရှိတပ်ဖြတ်တာတွေလည်းပြုလုပ်ခဲ့တဲ့တည်င်းတွေနဲ့ကြားသိရတယ်လို့ဒေသခံရှမ်းလူမျိုးတယောက်ကိုအပိုင်ပိုင်ခုတ်တဲ့ဘိုင်းနေဝါယာနဲ့တန်ကျိုးနဲ့ချီပြီးတော့မိရှုပ်ပြီးပြာကျတဲ့အထိရဲရဲဆက်ဆက်တပ်ဖြတ်ရင်းနဲ့ဘသူကိုတည်င်းပေးခဲ့တယ်လဲတမရိုကိုဘသူတည်င်းပေးခဲ့တယ်လဲဆိုတဲ့အခြေအနေအထိ ရက်ဆက်မရင်စားနဲ့ဆောင်ရွက်ခဲ့တဲ့ပြစ်မှုတွေလည်းပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဆိုတော့ဘလွန်လက်နက်ကလည်းပုံတီးရတဲ့အလီအလီနဲ့အခုကျင်တီကနေစုပ်ခွာသွားတဲ့ဘောဂျိုမန်ဟက်အဲ့ဒီကနေစံပိတ်ရွာတလျှောက်ကဒေသခံပြည်သူလူထုတွေအနေနဲ့လည်းပလောင်လက်နက်ကိုင်းသဘောတရား NLA ကိုတတိကြီးကြီးထားပြီးတော့စောင့်ကြည့်သွားဖို့လည်းလိုအပ်ပါတယ်လက်နက်အားကိုပြီးအတင်းအာရမအနိုင်ကျင့်တပ်ဖြတ်တာတွေလည်းပြုလုပ်အောင်မှဖြစ်တဲ့အတွက်ပလောင်လက်နက်ကိုင်းသဘောတရား NLA နဲ့ဝေးဝေးမှနေဖို့လည်းမြေတားရက်ကန်တတိပေးလိုပါတယ် ဒါအပြင်အခုဒီကျင်းတင်တဲ့ဒီဘောချားမှာရှိနေတဲ့ပလောင်လက်နက်ကိုင်တဘောင် DNL စုဖွဲ့နေရာတွေလမ်းမကြီးရဲ့ဘေးဘက်ညမှာရှိနေတဲ့ဂုံးတွေနဲ့အတွင်းဘက်တောင်ဆောင်ဘက်မှာရှိနေတဲ့ရွာတွေမှာစုဖွဲ့နေရာတွေအားလုံးကိုလည်းနေမီကတရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့လည်းသတင်းပေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ဒေသခံရှမ်းလူမျိုးတွေရဲ့အမွေအနှစ်တွေကိုလက်နက်အားကိုအနိုင်ကျင့်မဲ့ပလောင်လက်နက်ကိုင်တဘောင် DNL ကဒီဘောမျိုးကနေစုတ်ခွာထွက်ပြေးရင်လည်းရုံမှာပတ်ဆက်မိုင်းရင် အောက်တန်းကျစွာနဲ့ဆက်လက်ပြီးတော့ ဖြက်စီးသွားကြအောင်မှာဖြစ်တဲ့အတွက်လက်နက်ကင်တဘောင်တရားနဲ့အလေးကိုဒီဘောမျိုးတွေကနေအမြန်ဆုံးတိုက်ခိုက်တိုက်ထုတ်သွားရမှာပဲဖြစ်ပါတယ်။ဒါတော့အခုလက်ရှိပလောင်လက်နက်ကင်တဘောင်တရားနဲ့အလေးရဲ့စစ်ရှုံးနေတဲ့အခြေအနေကျင်းဒီတရားကိုဒုတိယအကြိမ်ထပ်မံမိုင်းခွဲဖြက်စီးသွားတဲ့အခြေအနေနဲ့ ဒီလိုမျိုးအလောစီလမ်းကြောင်းတွေပေါ်ကတကားတွေကိုမိုင်းခွဲဖြက်စီးသွားပြီးရင်တော့နောက်ထပ်တစ်မျိုးကအလိုလိုနေရင်လက်လွတ်ရတော့မယ်စစ်ရှုံးလို့မယ်ဆိုတဲ့အခြေအနေမျိုးကိုခံမှန်းပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မကြာခင်ရပ်ပိုင်းအတွင်းအခုလာမဲ့2025ခုနှစ်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မဲ့နှစ်စီ10နှစ်ပြည့်အခမ်းအနားတက်ရောက်ပင်အခြေအနေရင်းရင်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတဲ့နောက်ပလောင်လက်နက်ကင်တပုံတည်းနဲ့အလီထင်းချုပ်ထားတဲ့ဒီပေါ်မျိုးကိုတမတော်ကထိုးစစ်စင်တိုက်ခိုက်ပြီးတော့ဒေသခံရှမ်းလူမျိုးတွေလက်ထဲကိုပြန်လည်လွှဲပြောင်းပေးအပ်တော်မှာပဲဖြစ်ပါတယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒီကြောင့်မဲတီဘောနဲ့ဘေးပတ်ဝန်းကျင်ကမဲဆန္ဒနယ်တွေမှာဒီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးကဏ္ဍတွေနဲ့ဒေသခံရှမ်းလူမျိုးတွေရဲ့ပြည်နိုင်မှုကိစ္စတွေကိုလည်းဆောင်ရွက်ရအောင်မှာဖြစ်တဲ့အတွက်တမတော်ကတီဘောကိုအခုအောက်တိုဘာလထဲမှာမြန်မြန်ဆန်ဆန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ပါလိမ့်မယ်ဒီလိုထိုးစစ်ဆင်တိုက်ခိုက်တာတွေရဲ့နောက်ဆက်တွဲကတော့ ပလောင်အကြမ်းဖက်သမားတွေကဒေတာဘင်းမှာရှိနေတဲ့စောင့်အောင်နေတဲ့ infrastructure တွေနဲ့ဒီအရေးကြီးတဲ့တန်ဖိုးကြီးတဲ့သမိုင်းဝင်ပစ္စည်းတွေသမိုင်းဝင်အစားအုပ်တွေအားလုံးကိုမိုက်ခွဲဖျက်ဆီးသွားနိုင်နေဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခြေအနေအားလုံးကိုကြုံပြီးကြည့်ရရင်တော့ပလောင်လေးဒီဘောကလည်းထပ်ပြီးတော့ဆစ်ရှောင်းတော့မှာဖြစ်ပါတယ်။နောက်မှရှိနေတဲ့ Namsan Namdo ဒေတာကပလောင်လက်နက်ကိုင်တပုံ DNA အလေးရဲ့အရင်းမြစ်တွေကိုလည်းဆက်လက်ပြီးတော့မိုက်ခွဲဖျက်ဆီးသွားဖို့လိုတယ်။ဒီကြောင့်ကနေကင်းထောက်တိုက်ခိုက်သွားဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့နေရပါတယ်။ ဒီနေ့နမ်ဆန်မှာရှိနေတဲ့ကရာကြီးရွာကလေးကြောင့်တိုက်ခိုက်မှုကလည်းတလောင်လက်နက်ကန်တဘော DNA လေးတွေစုဖွဲ့နေတဲ့စာတင်ကြောင်းနဲ့ပုံကြီးကြောင်းအနည်းကိုကြားရောက်ပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်တိုက်ခိုက်သေးဆုံးမှုတွေများခဲ့တယ်ဆိုတော့နယ်မြေကန်သတင်းတချို့ကိုလည်းကျွန်တော်ကြားသိနေရပါတယ်။ဒီသတင်းတွေကိုလည်းဒေတာကန်ပလောင်လူမျိုးတွေကပဲချိတ်ဆက်ပြီးတော့အကြမ်းဖက်ပလောင်ကိုဆန့်ကျင်တဲ့အတွက်သတင်းပေးပို့နေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးချင်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ